ကဋ္ဌိနစီဝရကဋ္ဌိန်သင်္ကန်းပေါ့နော်မြန်မာလိုခေါ်ကြတော့ကဋ္ဌိန်သင်္ကန်းလို့ခေါ်တယ်စာလုံးပါဠိလိုပြောရင်ကဋ္ဌိနစီဝရကဋ္ဌိနဆိုတာတို့အဘိဓမ္မာကျမ်းထဲမှာကြီးတော့ခက်ခဲခြင်းနော်ပြုနိုင်ခဲခြင်းခင်းခြင်းကျင်းခြင်း definition တွေအဓိပ္ပာယ်တွေအများကြီးထွက်တယ် ောက်ခက်ခဲခြင်းအနဲ့နဲ့ကြည့်ရင်ကထိန်သင်္ကန်းလှူဖို့ဆိုတာခဲရင်နေတယ်ဘာလို့ခဲရင်တယ်လဲတနှစ်လုံးမှမှတလတလမှမှတရက်တရက်မှမှတစ်ချိန်ပဲခင်းလို့ရတယ်ကြောင်းတစ်ကြောင်းတကြောင်မှမယ်နော်အဲဒကာရကမတွေကတော့မိမိတို့တတ်ဆွမ်းနေဆိုရင်ကြောင်းပေါင်းများစွာဘယ်လောက် တပည့်တော်တို့ကြောင်းတရားတာဝန်ယူတယ်တထောင်တာဝန်ယူတယ်ခင်းလို့ရတယ်ဒါပေမဲ့ဒီကြောင်းတိုက်အခုသီရိမင်္ဂလာမဟာစီကြောင်းတိုက်တွဲမှာဆိုရင်ဒါဒီကထိန်ဟာတကြိမ်ပဲခင်းလို့ရမယ်အခုကထိနစေဝရံတန်ကသဒီမာသူတော်ကောင်းတို့ကကထိန်ခင်းခြင်းအလုံးကတကယ်ကခုနဥစဉ်ဖြတ်ပြောလိုက်လို့နော်အရှင်ဖျားများကထိန်ခင်းနိုင်ရန်ကထိန်ခင်းတယ်ဆိုတာဒကာဒကမကခင်းတာမဟုတ်တန်ဃာတွေခင်းရတယ် ခင်းကျင်းတယ်ဆိုတာယနေ့ဒီကထိန်သင်္ကန်းကတိမ်ထဲမှာဒီနေ့ညနောက်တနေ့မနေ့အာယုံမတက်ခင်အထိဒီအတွင်းမှာကထိန်ခင်းကျင်းကံကိုတန်ဃာတွေစုပေါင်းပြီးဆောင်ကြရတယ်။ဆောင်ပြီးမှဒီသင်္ကန်းသည်ဟောဒီကျောင်းတိုက်တွင်မှသတင်းသုံးကြတဲ့ဝါဆိုဝါကပ်၍အောင်မြင်စွာကျွတ်လွတ်ထမြောက်ကြတဲ့အကျိုးအပေါက်အပြောက်ကြမရှိတဲ့တန်ဃာတော်ရှင်သူမြတ်တွေတဲကဘယ်တန်ဃာဟာ သင်္ကန်းနွမ်းပါနေပါသလဲခေါင်းပါနေပါသလဲဤသင်္ကန်းကိုဘယ်သူလိုရှိပါသလဲလို့ခင်ရနော်သင်္ကန်းကိုခင်းပြီးတော့အကုန်လုံးဖိတ်ခေါ်ပြီးတော့မှဒါအကြောင်းတိုင်ဘုန်းကြီးရတဲ့သင်္ကန်းတလုံးမဟုတ်ဘူးနော်ကထိန်ခင်းတယ်ဆိုတာကထိန်ဝါဆိုဝါကတ်တဲ့ယဟန်သံဃာတွေတဲ့ကရှားပါတဲ့ယဟန်တပါးကကထိန်ကိုခံယူရတယ်သံဃာကခင်းကျင်းတယ်အဲ့ဒါကိုကထိန်ခင်းတယ်လို့ပြောတာ ဒီလိုပစ္စည်းတွေလူဝပစ္စည်းတွေခင်းထားတာကျင်းထားတာခေါ်တာမဟုတ်ဘူးဟုတ်ကလားအဲတချို့ကကထိန်ခင်းတယ်ဆိုတာမသိတော့သင်္ကန်းကြီးတွေဖြန်းပြီးတော့ဟိုခင်းဒီခင်းဟုတ်လားအပရိသာဘင်းကြီးတွေဟိုချဒီချနဲ့ဒါဘာလို့တော့ကထိန်ခင်းတာအဲ့ဒါကထိန်ခင်းတာမဟုတ်ဘူးနော်ကထိန်ခင်းတယ်ဆိုတာတိမ်ထဲမှာယဟန်တန်ဃာတွေအချင်းချင်းကထိန်ကိုခင်းကထိန်လျာသင်္ကန်းကိုခင်းကျင်း၍ မိသူဤသင်္ကန်းကိုသုံးဆောင်မလဲသင်္ကန်းရှပသူသင်္ကန်းခေါင်းပသူသင်္ကန်းနွမ်းပသူများသုံးဆောင်ပါအဲ့ဒါလို့ယူတဲ့လူမရှိမှဒါကြောင်းတိုင်းဘုံကြီးယူရကိုင်းရှိစေအဲ့တော့ခင်းတဲ့အပိုင်းကတစ်ပိုင်းခေးရင်တဲ့အပိုင်းကတစ်ပိုင်းဟုတ်တယ်နော်အဲ့တော့ကထိန်သင်္ကန်းလှူဖို့လွယ်သလားလွယ်ဘူးအလူခံဖို့လဲမလွယ်ဘူးဘုရားတို့ ဘုသူမင်္ဂလာတို့ကထိန်မယူတာကထိန်မရတာနှစ်နှစ်ရှိပြီဒီနေ့ကောဆို၃နှစ်ပေါ့နော်တရားဟောသွားရင်လည်းလမ်းမှာကပြက်အချိန်မီကွာဆိုတဲ့နေရာပြန်မရောက်တော့ဝါကျိုးအဲဝါကျိုးဝါပေါက်တော့ဝါရော့သွားတာလားဒီလိုမဟုတ်ကထိန်အလူခံခွင်မရှိတော့ဝါရင်း၃လအတွင်းမှာမိမိတို့ဝါဆိုဝါကတ်တဲ့နေရာကနေခွန်ခွန်ညက် ထက်လွန်ပြီးတော့6ညထက်လွန်ပြီးတော့ခဏအာယုံလွန်သွားရင်လွန်ပြီးတော့ကိုဝါဆိုတဲ့နေရာပြန်မရောက်ဘူးဆိုရင်အဲ့ယဟန်ဟာဝါကျိုးတယ်အဲ့တော့ဝါကျိုးခဲ့ရင်ကထိန်လျာအာနိသင်ကိုယူလို့မရတော့အဲ့မှာဦးဇင်းတို့ပထမနှစ်ကဝါစကျိုးတော့ကျောင်းဒီနာချင်းတက္ကမကြီးတယောက်ကတော်တော်အသက်ကြီးပြီဘုန်းကြီးတပည့်တော်ရှင်ဖျားတို့ကထိန်ခင်းကျင်လို့တက္ကမကြီးကျုပ်เจ้าကထိန်ခင်းလို့မရဘူး အဖိုးကြီးเจ้าကဘာဖြစ်လို့လဲတဲ့အေးငါเจ้าမှာသံဃာ၅ပါးရှိတာ၅ပါးလုံးတရားဟောထွက်ကြတယ်အဲ့ဒါဓမ္မကြီးမှတ်မိသလားလို့သူတို့ကဒီဘာမှမရှိရင်เจ้าစောင့်ပေးကြတယ်အဲ့ဒါတရက်ကခမရတို့ဒီနေ့ပြန်လာမှာပဲဆိုစောင့်နေတာဘုန်းကြီးတွေပြန်မရောက်ဘူးနောက်တနေ့မနေ့နေ့လယ်ကျမှပြန်ရောက်လာတာခမရတို့မှတ်မိသလားဆိုမှတ်မိတယ်ဗျအဲ့ဒီမှာဝါကျိုးသွားပြီ ဒီထဲမှာကထိန်ခံတိုက်တဲ့အင်္ဂါရှိတဲ့တန်ဃာတပါးမှမရှိတဲ့အတွက်ခမရခင်းလို့မရဘူးအဲ့တော့ရရမရရခင်းမယ်ဖရာတဲ့နော်အခုလည်းဦးဇင်းတို့ဘန်ကောက်ကြွမယ်ဆိုတော့နိုင်ငံခြားကအခုစင်ကာပူတို့မလေးရှားတို့ဘန်ကောက်တို့ကပြောနေတယ်တပည့်တော်တို့ဟိုမှာကထိန်သင်္ကန်းကတ်ချင်တာကထိန်သင်္ကန်းဘယ်လိုကတ်မှာလဲအရှင်ဖရာတို့ကတ်မှာဖရာတို့တော့မကတ်နဲ့နော် တို့ကတ်ချင်းတို့เจ้าလာခဲရမယ်တို့เจ้าမှာလာကတ်လဲတို့ကတ်လို့တော့မရဘူးเจ้าမှာဝါဆိုပြီးတော့ဝါမကျိုးမပြောက်မပေါက်မကြားတဲ့တန်ခါကိုကတ်အဲ့ဒါမှကထိန်သင်္ကန်းဖြစ်တယ်လို့ဟုတ်ပြီနော်အဲ့တော့ကထိန်လျာသင်္ကန်းကိုခံယူနိုင်မဲ့ဘက်ကတန်ခါတွေဘက်ကရောလွယ်သလားမလွယ်ဘူးတကယ်ဆိုရင်တီစီဝရိတ်နဲ့နေရမယ်အဲ့ဒီတီစီဝရိတ်နဲ့ဝါရင်း၃လလုံးနေပြီးတော့မှကထိန်လျာသင်္ကန်းကိုလက်ခံမှတာမသာပြီးတော့အကျိုးများတယ်ဒါတစ်ပိုင်းဆိုတော့ ကထိန်ခင်းတယ်ဆိုတာဒကာဒကာမတွေကခင်းတာလားတန်ဃာကခင်းတာလားအဲဒါဖြင့်ဒီကထိန်လျာသင်္ကန်းကြီးကိုဒကာဒကာမတွေကခင်းပြီးလူတာလားခင်းနိုင်ရန်အလို့ငါလူတာလားအေးဒီလိုလေးနှလုံးသွင်းထားနော်ကထိန်ခင်းချင်းကံကိုတန်ဃာတော်ရှင်သူမြတ်များဆောင်းနိုင်ရန်အလို့ငါဤကထိန်သင်္ကန်းကိုကထိန်လျာသင်္ကန်းကိုဘုရားတိပိတော်တို့တန်ဃာအမှုကိစ္စတန်ဃာဝိယဝဆဆောင်ရွက်နိုင်ရန်တပိတော်တို့လှူဒါန်းပါဤဖုရားဒါကထိန်နဲ့ပတ်သက်ပြီးပြောတာဟုတ်ပြီနော် ကောင်းပြီအဲ့တော့အဲ့ဒီကထိန်သင်္ကန်းကိုဆက်ကလူတန်းချင်းဖြင့်ကထိန်လုံးသင်္ကန်းသည်အမတန်ကျေးဇူးများတယ်လို့သူတော်ကောင်းတို့ကြားဘူးလိမ့်မယ်နော်သင်္ကန်းချင်းတူရင်ကထိန်သင်္ကန်းကပိုမြတ်တယ်ဘာလို့လဲနော်ဒီကျောင်းတိုင်းအတွင်းမှာဝါဆိုဝါကလို့ကျွတ်ကောင်းစွာကျွတ်လွတ်ထွတ်မြောက်ကြတဲ့တန်ဃာတော်တွေဒီကထိန်သင်္ကန်းဆိုတဲ့သင်္ကန်းကိုကာလအတွင်းမှာဒါကာလဌာနတရင်ကျွတ်လာပြီနေ့ကနေတစောင်းမုံလာပြီနေ့ဂျားထဲမှာတလပဲခင်းလို့ရတယ် အဲ့တလထဲမှာမှတရက်နော်တရက်တက္ကမကြီးတို့ကဒီနေ့ကတ်လိုက်တာဦးစင်းကဒီနေ့အကတ်ခံလိုက်ပြီဒီကြောင်းတိုက်ထဲကတန်ဃာတွေဒီနေ့သိမ်ဝင်ရမယ်ဒီနေ့သိမ်မဝင်နိုင်အဲ့သင်္ကန်းတိုးပြီကထိန်သင်္ကန်းမမြောက်တော့ရှင်းလားအဲကပိန်သင်္ကန်းတိတ်စီကန်းကြီးတယ်အဲ့တော့အဲ့ဒါလို့သိမ်ဝင်ပြီးတော့ခမြောက်အောင်မြင်သွားရင်ဒီတန်ဃာတွေမှာဒီသင်္ကန်းရမှာတော့တပါးပဲရမှာနော်သို့တော့ ကျောင်းတိုက်တွင်းကသံဃာအလုံးပါရသွားတယ်လေဆိုတော့ဘုရားရှင်ရဲ့ဝိနည်းပညတ်တဲ့ချက်တွေကနေ၄မျိုးကင်းလွတ်ခွင့်ရသွားတယ်တပေါင်းလာပြီနေ့ထိအမြဲလွတ်တာမဟုတ်ဘူးနော်ဝိနည်းတောက်လျှောက်လွတ်သွားတာမဟုတ်ဘူးအဲ့တော့ဝိနည်းဒေသနာတော်သည်ဘုရားဤအာနာတော်နဲ့ပညတ်ထားတာကိုဘုရားရှင်ကိုတော်တောင်မှပြန်ဖြတ်လို့မရဘူးစီကံကအဲ့လောက်ကြီးတယ်နော်ဘုရားရဲ့ဥပဒေဟာဘုရားပြန်ဖြတ်လို့မရဘူး အခုကထိန်လူတဲ့လူတွေကအဲ့ဒီလေးခုကိုကင်းလွတ်အောင်လုပ်ပေးနိုင်တယ်ဟလာမအပ်တော့နီးနဲ့သွန်ပင်ကတ်တယ်စားကောင်းတယ်တယောက်ကနေနှစ်ယောက်လက်ခံပြီးလိုက်တယ်လိုက်ကောင်းတယ်ဒါကတော့မှများတဲ့လူကြတော့ရှေ့တယောက်လက်ခံထားပြီးမေ့နေတယ်နောက်တယောက်လက်ခံတယ်လိုက်သွားတယ်ကထိန်လျာအဘမရတဲ့ကထိန်လျာအာနိသင်မရတဲ့ယဟန်အဘသင်တယ်အာနိသင်ရတဲ့ယဟန်အဘမသင် ကိုယ်တော်လာထမင်းစားဝင်စားရပြီကတိန်သင်္ကန်းရထားတဲ့ပုဂ္ဂိုလ်ကသင်္ကန်းမရတဲ့လူဝင်စားလို့မရဘူးအာဘတ်သိမ့်မယ်ဟုတ်ပလားဒါဖြင့်ဝိနိအာဘအပြစ်တွေကနေကင်းလို့ခွင့်ရအောင်စွမ်းဆောင်ပေးနိုင်တဲ့အတွက်ဂျေဇူးများတယ်လို့ပြောဟုတ်ပလားအဲ့တော့စီပန်းစီကန်းကျဲအနှောင်ဖွဲ့တွေကနေလွတ်မြောက်အောင်ယဟန်သံဃာများအတွက်တရားတော်မတွေကဆောင်ကျင်းပေးတာဖြစ်တဲ့တွေ့တဲ့ တဏ္ဍသင်္ကန်းလှူတာထက်ပိုပြီးတော့ဂျေဇူးများနေတယ်လို့ဒီလိုဆိုထားတယ်။ဟုတ်ပြီနော်။ကဲဒီလောက်ဆိုရင်ဒါကထိန်နဲ့ပတ်သက်လို့တည်တင်တာတော်တော်လေးစုံသွားပြီ။အဲ့တော့ဦးဇင်းဆက်ပြောရမယ့်ကိစ္စကဒါနသည်ဒါနကောင်းမှုသည်နိဗ္ဗာန်ကိုအကျိုးပေးနိုင်မပေးနိုင် ဟမ်စဉ်းစားနော်ခုဒါနသည် ပထမဦးဆုံးသူအကျိုးပေးမှာဒါနရဲ့အစွမ်းသတ္တိသည်ဥစ္စာဒဏကိုအကျိုးပေးလိမ့်မယ်တေချာနာတော်တေချာနာတော်အရေးကြီးတယ်ဒါနကဘာကိုအကျိုးပေးမလဲဥစ္စာဒဏဖြစ်လျာဘဝမှာဥစ္စာပေါ်မယ်ရုပ်ချောမယ်ပေါ့နော်အစင်တန်မြင့်တဲ့ဘဝတွေရမယ်ဒါတော့မှတိလမချမ်းရရင်အမျိုးမြတ်တဲ့ဘဝမရနိုင်ဘူးနော် ဥစ္စာရှိပြီးအမျိုးယုံနေတာတွေဘုံကြီးရှိတယ်ဟမ်ယာရုအာနာရှိပြီးအမျိုးညံ့နေတာတွေတပုံကြီးရှိတယ်အဲ့ဒါသီလဖြည့်ပေးရတယ်ဒါကြောင့်မလို့အခုဘုရားဘာသာတွေအခန္ဓာတစ်ခုလှုပ်တိုင်းလှုပ်တိုင်းမှာတရဏဂုံ၃ပါးနဲ့သီလခံယူစောင့်တည်ခြင်းမပါဘူးလားအဲခုနအခန္ဓာလှုပ်တဲ့မူလှုပ်တဲ့လူပြောသွားတယ်နော်အဲ့ဒါသိအရေးကြီးတယ်အဲ့တော့ခန္ဓာမူတွေတော်တော်များများလဲဥစဉ်ကြည့်နေတယ်ကြောတော့မယ်ဆိုရင်ဖျားကြောတော့မယ်ဆိုရင် သီလခံယူစောင့်တည်ကြရအောင်ကြောကြဥစုခမညာသီလအထက်အရေးကြီးတာရှေ့မှာတရဏဂုံကြံသေးတယ်တရဏဂုံ၃ပါးနဲ့ကလိုအပ်တဲ့၈ပါးတော်လကောင်၅ပါးတော်လကောင်သီလခံယူစောင့်တည်ကြရအောင်ကြောကြပါအောင်စုခမညာဆိုမှမှန်တယ်အဲ့တော့ခန္ဓာလည်းကောင်းကောင်းမလို့တတ်တော့ဘူးအရေးကြီးတဲ့ကိစ္စတွေအကုန်လွတ်ထားခဲ့တယ်အဲ့တော့တရဏဂုံစောင့်တည်ခြင်းကိုပယ်စွန့်လိုက်ရင်ဘုရားဘာသာသာသနာဟာဘာဖြစ်တော့ကွယ်ပြီဟုတ်ပလား ခုဦးဇင်းတို့ထဲထဲပြောနေတယ်သာသနာပြည့်နေတယ်မပြောဘူးလားပြောတယ်သာသနာတော့မပြည့်ဘူးဘုရားအဆုံးမတော့ပြည့်စည်းမှာမဟုတ်ဘူးသာသနာကိုလိုက်နာကျင့်ဆောင်တဲ့လူတွေပါဖြစ်တော့ပြည့်တာဘုရားအဆုံးမလိုက်နာတဲ့လူမရှိဘူးဒီလိုပြောတာဒီနဲ့ပလားအဲ့တော့အခုဒါနကထိန်လျာသင်္ကန်းအမတန်မြတ်တယ်ဒီလောက်သိပြီနောက်နှစ်တိုင်းနာနေရတာတော်ပြီဒီလောက်ဆိုရင်အဲ့တော့အမတန်မြတ်တဲ့ဒါနကြီးကိုအမျက်ဆုံးဖြစ်အောင်ယူနိုင်ဖို့ ဥဒ္ဒနလိုအပ်မလိုအပ်အေးအဲ့တော့အမြတ်ဆုံးဖြစ်ဖို့ဆိုရင်အသိဉာဏ်မပါတဲ့အလှူနဲ့ဉာဏ်ပါတဲ့အလှူအကျိုးပေးပုံချင်းတူမလားဘယ်လူကပို့ပြီးတော့အကျိုးပေးကောင်းနိုင်တယ်လဲအေးအဲ့ဒီအသိဉာဏ်ပါအောင်ဦးဇင်းကပြောနေတာ